နိုဝင်ဘာလပထမနံပါတ်တာအတွဲမှာထိုင်းနိုင်ငံရနောင်းအချုပ်ထောင်ကနေလိုရက်ဆေးလို့နေရက်ပြန်ပို့ခင်ရတဲ့မြန်မာနိုင်ငံသားအယောက်တရာကျော်တဲ့ကစစ်မှုရန်အသက်အကျုံးဝင်တဲ့အမျိုးသားတွေအာဓမစစ်သားစုဆောင်ခံနေရပါတယ်။ဇွဲသစ်တရင်ပြပို့ထားတာပါရှင်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်ကရနောင်းအချုပ်ထောင်ကနေလိုရက်စေမြန်မာနိုင်ငံသားအယောက်90ကော့တောင်းဘတ်နေရပြန်ပို့ခံရပြီးအဲ့ဒီအယောက်90မှာ အမျိုးသား84ယောက်အမျိုးသမီး14ယောက်နဲ့ကလင်းငယ်9ယောက်တို့ပါဝင်ပါတယ်။အဲ့ဒီတဲကအမျိုးသားတွေအကုန်လုံးကိုစစ်တပ်ကကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။နေရပြန်ဖို့ခံရသူတွေရဲ့မှာငွေချေးတက်နိုင်တဲ့ကော့တောင်းထေတာကန်တချို့ကတော့ပတ်စံပေးရင်ပြန်လွတ်မြောက်နိုင်ပြီးအခြားထေတာကလူတွေဆိုရင်မိသားစုဝင်နှိဆက်ရဆွေမျိုးမိတ်ဆွေတွေနဲ့အဆက်အသွယ်မရဘဲစစ်မှုထမ်းစုဆောင်ခံရတဲ့အခြေအနေကြုံနေရတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့အတိအကျတော့ပြောလို့မရဘူးအရင်ပြီးခဲ့တဲ့နှစ်လသုံးလတော့ငါဆိုရင်တော့ကျွန်တော်တို့ ပုံမှန်မဲဆောက်တော့မဲဆိုင်တော့ပြန်မယ်ဆိုရင်မဲဆိုင်ကိုပြန်မယ်ဆိုရင်ည၈နိုင်9နိုင်မှာပို့ရပေါ့အဲ့လိုမျိုးဒီမဲဆောက်ဆိုရင်ညနေ9နိုင်လောက်မှာပို့ရပေါ့အဲ့လိုမျိုးမှာနေ့လယ်ပိုင်းနေပို့တာမှာကျွန်တော်တို့အဆက်တော်မရတာတွေလည်းရှိတယ်ပေါ့နော်တချို့ကကြတော့ဆက်တွေ့လာတယ်တချို့ကကြတော့ရင်းနှောင်းပတေရောက်ကုန်တယ်ပေါ့အဲ့လိုမျိုးတွေတော့ရှိတယ်ကျွန်တော်တို့အတိအကျတော့ပြောလို့မရဘူးဆက်တွေ့မရတာမျိုးတွေတော့ရှိတယ်အခုလောလောဆယ်ကျွန်တော်တို့ဒီဆက်မှာဖြစ်နေတာဒီတပတ်အတွင်းမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့နော် free ပို့နေတယ်ပုံမှန်ဆိုရင်ပေါ့မပို့ဘူးအခုက free တာအပ်ပို့နေပေါ့ကျွန်တော်တို့နိုင်ငံသားတွေပေါ့ဒီပေါ့လက်မပြည့်ခင်ပို့တာပေါ့ ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကလည်းရနောင်းလာဝကအချုပ်ကနေလူရက်စစ်အချုပ်သား49ယောက်ကိုကော့တောင်းဘက်လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။ထိုင်းကနေရက်ပြန်ပို့ခံရသူတွေဟာမြန်မာဘက်အချမ်းရောက်ရင်စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံရပြီးတက်ကြီးပိုင်းအမျိုးသားတွေနဲ့အမျိုးသမီးတွေကလွှဲရင်စစ်မှုထမ်းအသက်အကျုံးဝင်တဲ့အမျိုးသားတွေကိုကော့တောင်းခြေဆိုင်ခလာယာ26နဲ့ခမရ43တက်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ပြည်တွင်းမှာလည်းမလုံခြုံတဲ့နိုင်ငံရေးအခြေအနေစီးပွားရေးကြဆင်မှုအလောက်ကန်ရှားပါမှုနဲ့ပြပထွက်ရခက်ခဲတဲ့အခြေအနေတွေကြောင့်တရားမဝင်ရွှေ့ပြောင်းသွားလာသူတွေပုံများလာတယ်လို့အလုံသမားရေးလှုပ်ရှားသူတွေကပြောပါဗျာ။ဒီကတော့နိုင်ငံကဒီအချမ်းဖတ်စစ်အုပ်စုလက်အောက်မှာရှိနေတော့စစ်မှုရန်ဥတွေကိုရှောင်ရှားရင်ပြည်နိုင်ငံထဲမှာလည်းစီးရဲမွေးတွေမူကတတိယပိုးဆိုးလာပြီးတော့လောက်ကိုင်းခွလန်းတွေမရှိတဲ့အတွက်လူငယ်တွေကနှိစက်ဆုံးထိုင်းနိုင်ငံထဲကိုစုလိုက်ပြုံလိုက်တိုးဝင်လာကြတာဖြစ်တယ်။အဲ့တော့ဖမ်းဆီးခံမှုတွေလည်းဇက်တိုက်ဖြစ်တယ် ဒီကြားထဲပိုင်းအောင်ဘတ်လှုပ်ပြီးကိုစောင့်နေတဲ့လူတွေကိုပါပိုင်းအောင်ဘတ်လှုပ်ဖို့ကယာယီရှင်ဆိုင်နေဆိုတဲ့နေပါပဲ132ယောက်ကိုဖမ်းခါလိုက်အခုဒီလူတွေကိုနေဆက်ကိုပြန်ပို့လိုက်ပြီဟောဒီဘတ်ကိုပြန်ပို့လိုက်ပြီဒီလိုဖြစ်စဉ်မျိုးတွေဟိုဖြစ်တာဒီထိုင်းနိုင်ငံတဲ့ဟိုနေစဉ်ဝင်တဲ့လူတွေများလာတဲ့အပေါ်နဲ့ပိုင်းအောင်ဘတ်လှုပ်ပြီးမယ်ဆိုတဲ့အချိန်ကြီးကြောင့်ဖြစ်တာအဲ့တော့အခုလိုမျိုးဒီပွဲစားတွေကလည်းငွေရပြီးတော့တင်တဲ့လူတွေကလည်းယုံကြည်မှုလွန်ကဲပြီးတော့ဝင်ကြတယ်လာကြတယ်အခုလိုဖန်စီခံမှုတွေကြုံရတယ် ထိုင်းနိုင်ငံရန်နောင်မြို့အချုပ်ထောင်ကနေပြစ်ဒဏ်ကျနေတဲ့မြန်မာနိုင်ငံသားတွေကိုလာစဉ်လွှဲပြောင်းပို့ဆောင်နေတာဖြစ်ပြီးအခုနှစ်အတွင်းနေရပြန်ပို့ခံရသူဥယျထောင်ချောက်ကျော်ရှိနေပြီဖြစ်ပါတယ်။ DVV data တင်ကစုဆောင်းထားချက်အရ2022ခုနှစ်မတ်လ18ရက်နေ့ကနေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ထိရန်နောင်ကော့တောင်နယ်စပ်ကနေတဆင့်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား4092ယောက်ရှိတယ်လို့ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့စီးရင်တွေအရသိရပါပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ